ယနေ့သာသနာတော်နှစ်2568ခုမြန်မာဩဝါကောစာတက္ကသိုလ်1389ခုခရစ်နှစ်2025ခုဇွန်လ23ရက်နေ့လွန်ခဲ့သောတလကကိုလွန်သွားသောကိုစန်းထွန်းနဲ့လွန်ခဲ့သောနှစ်လကကိုလွန်သွားသောမောင်ဟန်ဝင်းအောင်တို့အားကြီးစုပြီးတော့မခိုင်ဆွေဝင်းနဲ့ မိသားစုများရောက်ရှိလာကြသောဓမ္မမိတ်ဆွေများတို့ကကောင်းမှုတို့တော်ကိုပြုလုပ်ပြီးတော့အမြတ်တမ်းပေးဝေကြတဲ့ကောင်းမှုမင်္ဂလာအချိန်ခါကြီးဖြစ်ပါတယ်ဒီကောင်းမှုတွေကြောင့်ကောင်းမှုရှင်ကိုစန်းထွန်းနဲ့မဟာဝိအောင်တို့သည်ဆင်းရဲဒုက္ခပေါင်းတို့မှလွတ်မြောက်၍မြင့်မြတ်သောဘုံဘဝတို့၌ချမ်းသာပါစေကောင်းမှုတို့တော်ကိုကိုယ်တိုင်ကိုယ်ကြလာရောက်ပြုလုပ်ကြရှင်စန္ဒရဏဖြိုးဝေကြောင်းတိုက်ထဲရောက်ရှိလာကြသောတတော်စင်များလည်းဘေးရန်ကင်းကွာလို့ကိုယ်စိတ်နှပြား ချမ်းသာကြပါစေ။အဲ့တော့သွားအနုမောဒနာတရားအနေနဲ့ဘုဒ္ဓတလောဆယ်သိတဲ့အကြောင်းတရားလေးကိုပြောမယ်။အလက်ဇန္ဒားဘယင်းနဲ့ဥပ္ပောဟုဆိုပြီးတော့ကောင်းတဲ့လေးတစ်ခုပေးမယ်။တူတူလေးပြောပါပါ။ဘာလို့အလက်ဇန္ဒားဘယင်းအကြောင်းကိုသတိရတာတော့ဆိုတဲ့အခါကျတော့အခုအီရန်နဲ့အစ္စရေးတို့တိုက်နေကြတယ်မဟုတ်လား။ အဲ့ဒီအီရန်ကိုငကိုတော့ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကတိုက်ခိုက်ခဲ့တဲ့ဘုရင်ကအလက်ဇန္ဒားဘုရင်သူကဂရိရဲ့အင်ပါယာကြီးမှာတွန်းမိုးခဲ့တဲ့ဘုရင်ကြီးပေါ့အဲသူကပညာနဲ့သင်ခဲ့ဖို့တဲ့အရစ္စတိုတယ်တို့ဒီမှာပညာသင်ခဲ့တယ်အလွန်ခဲ့တဲ့နှစ်2000ကျော်ကဖြစ်ခဲ့တဲ့ဘုရင်ပေါ့နော်အလက်ဇန္ဒား ဘယင်တို့ကဘာမှအလုံးမတန်တကိုးကြီးတဲ့ဘယင်ပဲတကိုးကလာကြီးတာအသက်မရှိဘူးအသက်ဆိုတာတည်ခြင်းနဲ့ချိန်သေးတာပဲဘယ်ချိန်သေးတော့မှလို့ကျွတ်တို့ဘိုးကျောင်းနဲ့ရွယ်သူလောက်ပဲ32နှစ်သေးတာကဘာပေါ်မှာဖိတ်မိန်တော့တကိုးကြီးခဲ့တဲ့ဘယင်ပဲအခုတည်းတည်းမှတ်တမ်းနေပြုစုတော့မယ်အလုံးမတန်တကိုးကြီးတဲ့ဘယင်ကြီးဖြစ်နေပါဗျာဘာပြန်လို့ဆိုအလက်ဇန်းဒါဘီ ပါ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 အဲလုံးမကြိုးဘူးလေ။အဲဒီဒရိယာနဲ့တခါလေအခုပြောတဲ့ဒီပုံပေါ်တဲ့ဒီဒရမ်းနဲ့ပါလေအကုန်လုံးသိမ့်သွား။အကုန်လုံးသိမ့်သွား။နောက်ဗေဒီအောင်သိမ့်ဖို့ကြိုးစားလဲဆိုလို့ရှိရင်ဟိုဘက်ကအိန္ဒိယတို့အထီအောင်တခါလည်းသိမ့်ဖို့ကြိုးစားတယ်။ဒါအိန္ဒိယထီအောင်တော့မရောက်လိုက်ဘူးသူကကွယ်လွန်သွားလို့ပေါ့။အဖျားယောဂာနဲ့ကွယ်လွန်သွားလို့အိန္ဒိယထီမသိမ့်နိုင်အောင်သူရဲကောင်းကြီးပဲ။ တိုက်ခိုက်တဲ့နေရာမှာလည်းပဲအလုံးပြန်စွန့်အားပြစ်နေလို့ခေါ်အခုခေတ်ခေါင်းဆောင်နေနေမှာခုခေတ်ခေါင်းဆောင်နေတိုက်ဟတိုင်းအားဆိုပြီးတော့သူများရှေ့ပို့ပြီးကိုကနောက်ကနေကုတ်နေခဲ့တာလေမှန်ပါပါအလက်ဇန်းဒားဘုရားသူကိုယ်တိုင်ရှေ့ကနေထွက်တိုက်တယ်ဒါကြောင့်မလို့အောင်ပွဲတွေအကုန်ရနောက်လိုက်ရုံကြည်ချက်လည်းရတာပေါ့မှန်ပါပါ ကိုကောင်းတော်ရှိရနေထွက်တိုက်တာ哦ဟုတ်ပါဘူးနောက်အနောက်အားရှိတာဟုတ်တယ်အာနောက်ကနေနေပြီးတော့မင်းတို့သွားကြအောင်ငါတို့ဒီမှာခံစားနေမယ်စံစားနေမယ်ဆိုတော့ဘယ်လိုတပည့်တွေဟာလည်းလှုပ်လှုပ်ယုံကြည်ပါဘူးဟုတ်တယ်မလားအဲ့ဒါအလက်ဇန္ဒားဘုရင်တဲ့အခုဒီသူတို့အီရန်တစ်ဖြစ်လဲပေါ့နော်ပါရှန်ကိုတိုက်လိုက်တဲ့အခါကျတော့အဲ့ဒီအီရန်ဘုရင်ပါရှန်ဘုရင်ကလက်မြောက်တဝက်ပေးပါမယ်နောက်ဆုတ်ပေးပါဆောင်းဆုံးနေတယ် အပြတ်တိုက်တယ်အပြတ်တိုက်တယ်ဆိုတာအဲ့ဒီတော့ပါရှန်နေဟာအဲ့ဒီအလက်ဇန္ဒားဘယ်ရဲ့ခရီးရဲ့လက်အောင်ရောက်သွားတယ်ပေါ့နော်အခုဆိုနေတန်ရာဟုမြန်မွေးစားလာသလားတော့မေးရလိမ့်မယ်ဖြစ်တယ်ဟုတ်လားကဲပြောချင်တာကအဲ့ဒါမဟုတ်ဘူးသူကွယ်တော့သွားတဲ့ခါကျတော့သူကပြောတယ်ငါကွယ်လွန်သွားလို့ရှိရင်ဆိုပြီးတော့မှားတန်းစာတွေနဲ့မှားသွားတယ်။၃ချက်မှားတယ်။အဲဒီမှားတဲ့မှားတန်းစာတွေဟာ ကျတော့ဒီမှာ1960ခုမှာမွေးဖွားတဲ့ဥပ္ပဝရဲ့မှားတမ်းနေနဲ့ကြီးတယ်။ဟုတ်တယ်မမ။အမကြီးဥပ္ပဝရဲ့မှားတာနဲ့အဲဒီအလက်ဇန္ဒားဘုရင်ကြီးရဲ့မှားတာတွေဟာတတ်တတ်နေနေကြ။ဟုတ်တယ်မမ။ကဲဘယ်သူကရှေ့ရလဲဆိုတော့1000ကျော်กว่าတယ်လေ။အလက်ဇန္ဒားဘုရင်ကြီးကအဲရှေ့ကြတာပေါ့။ဘာမှားသွားလဲဆိုတဲ့ခါကျတော့အလက်ဇန္ဒားဘုရင်ကငါသေလို့ရှိရင်တဲ့။ငါရဲ့အလောင်းကို သမားတော်တွေထမ်းပါစေတဲ့။ဟော။နံပါတ်1နံပါတ်1ငါပစ္စည်းတွေကိုပြထားရမယ်။ငါသိလို့ရှိရင်ဘေးနားမှာငါပစ္စည်းတွေငါပိုင်ဆိုင်မှုတွေငါလွှမ်းမိုးခဲ့တဲ့အရာတွေအကုန်လုံးပေါ့နော်။ဒါဒီဟာတွေကအရာတွေအရှင်မင်းကြီးပိုင်ပါလေဆိုတဲ့ကြောင့်ဒါအလက်ဇန္ဒားဘုရင်ကြီးရဲ့နေမည်ဖြစ်ပါလေ။ပိုင်ဆိုင်တဲ့နန်းတော်ကြီးဖြစ်ပါလေ။အဲမြေကြီးဘလောက်ထောင်ပိုင်ပါလေ။ပစ္စည်းဥစ္စာတွေဘလောက်ပိုင်နေဆိုတဲ့ကြောင့်ပြထားရမယ်။ နံပါတ်3မင်းတို့တကြိုဖို့ရသွားပြီဆိုတဲ့ခါကျတော့ငါအခေါင်းအလောင်းပြင်ထားတဲ့ခါမှာလက်ကိုအပြင်ဘက်ထုတ်ထားရမယ်အဲ့ဒီ3ချက်ပါအဲ့တော့ဥပ္ပောဥမာလာနဲ့ကြီးတယ်ဥပ္ပောဥကလည်းငါသေးတဲ့ခါကျတော့သူ့ရဲ့တပည့်တွေကိုမှားလာမင်းတို့ငါလက်ကြီးကိုအခေါင်းအပြင်ဘက်ထုတ်ထားတဲ့ကွာဆိုတော့အဲ့ဒါ ဥပ္ပောဟုအလက်ကိုကျိုးမထုတ်ဘဲနဲ့ကျိုးမတုတ်ဘဲနဲ့အဲ့ဒီအခေါင်းအပြင်ပဲထုတ်ထားတာအဲတင်းကျိုင်းဒီကြိုလိုက်တဲ့အခါကျတော့အဲ့ဒီလက်ကြီးကတန်းတန်းတန်းလန်းနဲ့ပါသွားမှဘာဖြစ်တာတော့ဒါကြီးကဆိုတော့အမတ်ကြီးမာတဲ့အတိုင်းလောက်ရတာတဲ့အမတ်ကြီးကဘာအိဗယ်မာတာတော့ဆိုတဲ့အခါကျတော့သေသွားတဲ့အခါမှာဘာမှယူမသွားနိုင်ဘူးဆိုတာကိုသိကြခြင်းနဲ့ဒါဥပ္ပောဟုရဲ့ဒါအဆိုမိတ်ပေါ့နော် ကဲအလက်ဇန်းဒားဘုရားသူ့တဲ့အချက်တွေပို့တယ်ငါသိလို့ရှိရင်ငါအခေါင်းတလားကိုတမားတော်တွေထမ်းမသိဆိုတော့ဘာပြောတာလဲဆိုတော့ကုမရဘူးလို့ဆိုလို့တာလူဆိုတာကလည်းသိညိုးပဲဒီမဲ့တမားတော်တွေတော့ထမ်းပို့နေသူတို့ကုပါလားမသိအောင်ကုရလားမရဘူးသိချင်းကြသိကြတာပဲအဲ့ဒါကိုဆိုလို့တယ်ပြီးတော့ဘိုင်ဆန်တဲ့ပစ္စည်းဥစ္စာတွေပြတာဒါတွေဘလောက်ပိုင်ပိုင်ခုပါပြည့်တယ် ွယ်လွန်သွားပြီဟုတ်တယ်မလားတရားရစရာမကောင်းလားကောင်းလားပြီးတော့လက်ကြီးထုတ်ထားတယ်သူကလည်းဘာမှယူမသွားနိုင်ဘူးသူလည်းသေးတော့အဲ့ဒီခရစ်အင်ပါယာကြီးဟာတခါတည်းပြည့်စည်သွားတော့တာ။အမေ။အဲငကောတော့ကတော့သူလွှမ်းမိုးထားလို့အနိုင်ကျင့်ထားလို့အနိုင်ယူထားလို့ဆိုပြီးတိုက်တန်ခိုက်ထားလို့ဆိုပြီးတော့အကောင်လုံးကအလက်ဇန္ဒားဘင်ရဲ့အင်ပါယာကြီးဖြစ်သွားတာပေါ့။သူလည်းကွယ်လွန်လိုက်တဲ့အခါကျတော့အရိုက်ရာဘုသူ့မှာမအားခဲရတဲ့အခါကျတော့ ကိုရောက်နေတဲ့နေရာမှာစေဘူတွေကကိုတိုင်းပြီးလောက်ပြီးတော့ဒါပရိသတ်တွေလောက်ကြတော့တာကွဲသွားတော့တာပေါ့။ကဲပြောချင်တာပါလဲဆိုတော့လူဆိုတာတိမ်မျိုးပါပဲ။မှန်ပါတယ်ဗျာ။နော်။ကိုကိုစမ်းတုံးတော့မဟာဝအောင်တော့ကွယ်လွန်သွားကြတယ်။သူတို့မှလားဆိုတော့တို့လည်းတိတိသွားကြပါကိုအောင်ငယ်တဲ့သူရွယ်သူဖြစ်တဲ့သူကြီးတဲ့သူ သေးသေးကြတာများပြီလေဟုတ်တယ်ဟုတ်တယ်ကိုယ့်တဲ့ကြီးသူရွယ်တဲ့သူငယ်သူသေးခဲ့များလာပြီဆိုတာကြီးတဲ့သူတွေလည်းသေးသွားကြလားရွယ်သူတွေလည်းသေးကြလားပဲငယ်တဲ့လူတွေလည်းပဲသေးနေကြတာပဲဘာလို့သေးကြလို့သေးမျိုးမလို့သေးကြတာပဲတတ္တဝါတွေဆိုတာသေးတတ်တယ်ကဲဟိုမှာတကဘာလုံးကိုဖိတ်မိတော့အခုထက်ဒီသူလောက်တူရဲကောင်းဆိုတော့မပေါ်သေးဘူးလို့မှတ်တမ်းတင်ထားတယ်ဘာလို့လဲအလက်ဇန်းဒါဘယ်ရဲ့တမားတော်တွေအထံပို့ကြရတယ် ဘာဖြစ်လို့လို့မမြဲလို့သေတာပဲဟုတ်တယ်မလားအသက်မှာဘယ်လောက်ပေါ့ဆိုတော့32နှစ်ဆိုတော့ဟုတ်တယ်ပါမငယ်သေးတာပေါ့အလက်ဇန္ဒားပဲအဲ့ဒါနိုင်အောင်စွန်သွားတယ်ပေါ့နော်ဒါကြောင့်သေချိန်ကြိုက်ရင်သေကြရတာပဲကဲသေသွားတဲ့အခါကျတော့ဟုတ်တယ်မလားကိုစုထားတဲ့ပစ္စည်းဥစ္စာတွေပါသွားလားပါမသွားဘူးဘာပဲပါသွားလို့ကိုပြုထားတဲ့ကံတရားပဲပါသွားတယ်စွန့်အင်ဖြစ်နေပါသွားတယ်မှန်လားအေးဒါကြောင့်မို့အလက်ဇန္ဒားဘုရင်ကြီးရော သူတို့ရဲ့မြန်မာအမတ်ကြီးဥပေါ်ဥတော်အာဘာလုံးဆိုလို့ရှိရင်ငါသိလို့ရှိရင်လက်ခေါင်းတရအရင်ပဲထုတ်ထားသမှာကွာလူတွေတရားပြခြင်းလို့ဆိုပြီးတော့သူတို့ရဲ့လက်ကိုဘာမှယူမသွားနိုင်ဘူးဆိုတဲ့အကြောင်းကိုပြတယ်ဒီတိုင်းမှာပဲအခုသွားကြတဲ့လူတွေဘာမှယူမသွားနိုင်ကြဘူးဒါဆိုရင်ဘာမှကိုလုံးဝယူမသွားနိုင်ဘူးလားဆိုတော့ယူသွားပါလေဘာတွေယူသွားတော့ကံတရားတွေယူသွားတယ်မှန်လား အဲအဲ့တော့မကောင်းမှုကံတွေပြုမိရဲ့ဆိုလို့ရှိရင်တော့နေကြတဲ့ဘဝတွေရောက်သွားနေတာပေါ့မှန်ပါတယ်ခင်ဗျာကောင်းမှုကံတွေပြုရင်တော့ပြင်းမြတ်တဲ့ဘဝတွေရောက်မယ်ကဲခင်ဗျားတို့တွေကျွတ်တို့တွေကတော့ဖရားနဲ့တရားနဲ့သံဃာနဲ့နေကြတာမိဘအဆုံးမရင်းနဲ့ယတနာသုံးပါအဆုံးမနဲ့နေကြတာငါးပါးသီလကိုလုံးအောင်ထိန်းကြတာဆိုသေပဲရောက်ပါလားကောင်းတဲ့ဘဝရောက်ပါပဲဒါကြောင့်ကောင်းကောင်းတဲ့ဘုံဘဝကိုရောက်ချင်တယ်ဆိုရင်ဖရားနဲ့နေတရားနဲ့နေ ်တန်ဃာကိုကြီးညိုပြီးတော့နေမိပါအဆုံးမဆရာသမားအဆုံးမနဲ့နေ၅ဝါသီလလုံအောင်ထိမ့်ပြီးတော့နေမှန်ပါတယ်ဟာဒါဆိုရင်နောက်လူကကုသိုလ်ပြုပေးတယ်မလို့မှန်ပါတယ်ခင်ဗျာအဲ့ဒါမလုံလို့ရှိရင်တော့နောက်လူကကုသိုလ်ပြုပေးရပြုပေးရမှာပေါ့အဲ့ဒီလွယ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါမလားနှိမ့်ကြတဲ့ဘဝတွေရောက်သွားရင်နောက်လူကုသိုလ်ပြုပေးရတာပြီးညွှန်ရတယ်လေမှန်ပါခင်ဗျာအေးတစ်ခါတစ်ခါကျတော့စိတ်တွေကစမ်းကြပါလေဘလို့ပဲကောင်းအောင်နေနေတေဂာနိကာလမှာနမိတ်လွယ်သွားဟုတ်တယ်မလား ။အိုးအာယုံစုတာတွေလွဲသွားရင်နေကြနေဘဝကိုရောက်သွားတတ်ပါလား။အဲ့လိုနေကြဆင်းရဲတဲ့ဘဝတွေကိုရောက်သွားရင်လည်းနောက်ကမိသားစုတွေပြုတ်ပေးတဲ့ကောင်းမှုအလူကိုသာဓုခေါ်ရပါတယ်။သာဓုခေါ်မှအဲဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ပြင်းပြတ်တဲ့ဘဝတွေရောက်သွားတာ။ကဲတကယ်လို့များအာယုန်သမိတ်တွေလွတ်သွားမယ်ဆိုလို့ရှိရင်ကိုစံတွင်းရောမောင်ဟန်ဝဲအောင်တို့ရောမိသားစုတွေကကောင်းမှုကုသိုလ်တွေနဲ့လိုက်ပြီးတော့ထောက်ပံ့လိုက်ပါတယ်။ဒီကောင်းမှုကုသိုလ်တွေကို အမြရရပြီးတော့တာတိခေါ်ပြီးတော့လွဲချော်နေတဲ့လမ်းကြောင်းတွေကတဲ့မှတ်ပြီးတော့နေကြတဲ့ဘဝတွေကမြင့်မြတ်ပြီးတော့ဆင်းရဲတဲ့ဘဝတွေကနေချမ်းသာပါစေဘဝစတိုင်းသူတော်ကောင်းသူမြတ်လောင်းတွေနဲ့တွေ့ဆုံးသူတော်လောင်းသူမြတ်လောင်းတွေရဲ့တရားတွေကိုနာကြားပြီးလျင်မြင့်မြတ်သော အမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကြီးကိုမြန်းမကြကိုစီကိုငါမျက်မှောက်ပြုလည်နိုင်တဲ့သူတွေဖြစ်ပါစေဆိုပြီးတော့ရည်မှန်းထားပြီးတော့ကိုယ့်ကိုယ်ကိုလည်းပဲနိဗ္ဗာန်ကိုအာရုံပြုပြီးတော့လှူဒန်းမှုတွေကိုရေစက်ချပြီးတော့အမြတ်ဝေကြစို့ကဲရေစက်ခွက်ကိုင်းညလိုက်စို့ကြရေစက်ချဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယော ဟောတုအရှင်မယလွန်ကဲသောလကပွက်လွန်သောသောကိုဆန်းထုံးနှင်းလွန်ကဲသောနှစ်လကပွက်လွန်သောသောမောင်ဟန်ဝဲအောင်တို့အားကြီးစု၍သွားအလူတော်ကိုရေဆက်သုံးချ၍လူလားပါရှင်ဘုရားဤကောင်းမှုတို့ကြောင့်ဒေယံကင်းကွာ ချမ်းသာ၍မြင့်မြတ်သောဘုံဘွားတို့၌ငြိမ်းပါစေတည်းဤကောင်းမှုအလှူကို ကိုယ်တိုင်ကိုကြကိုယ်တိုင်ကြပြုလုပ်ကြသောပြုလုပ်ကြသောတပည့်တော်တို့လည်းဘေးရန်ကင်း၍ချမ်းသာပြီလျင်ညတ်နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုရပါလို၏ ဤကောင်းမှုတို့ဤအဖို့ဘာကကိုကိုယ်စံထုံးနဲ့ဘောင်းမှန်ဝဲအောင်တို့အာဘုရားဘေးဝေပါ၏ဘုရားဘေးဝေပါ၏ဒီတော်တော်ဒီတော်တော်ဘုရားရှင်ရှိကြတော့ရှင်ရှိကြတော့ဒီမှာဘုရားမိမာဘုရားဆွေမျိုးများအားနဲ့ဆွေမျိုးများအားနဲ့ဘုရားဘေးဝေပါ၏ဘုရားဘေးဝေပါ၏ကိုယ်စံနဲ့ကိုယ်စံနဲ့ကျောင်းစံနဲ့ကျောင်းစံနဲ့ ေနောတေနောယောသောင်းနတုနေယောသောင်းနတုနေမိမိလေးပါမိမိလေးပါသုံးတဲ့တော်သုံးတဲ့တော်အလုံးစုံသောသတ္တဝါတို့အားလည်းသတ္တဝါတို့အားလည်းမြတ်ပြုပါ၏မြတ်ပြုပါ၏အမြရာကြ၍မြတ်ရာကြ၏ချမ်းသာကြသည်ချမ်းသာကြသည်ပြည့်ကြပါစေသောပြည့်ပါစေသောအာမေနကြာသနာအမြအမြအမြ Yeah.

向大家问好。